ယူကရိန်းနေနဲ့ရုရှားနဲ့စစ်ပွဲကြီးကိုတကယ်ပဲအနိုင်ရဲ့ပိုင်းပြည်ဆုံးသတ်နိုင်ပါလားယူကရိန်းသမ္မတဇီလန်စကီကကြုံဝါထားပါတယ်မိမိအနေနဲ့သမောရာလူကနေစင်းပေးမယ်ဒါမဲ့ဒီစစ်ပွဲကြီးပြီးမှစင်းပေးမယ်ဆိုပြီးတော့ကြုံဝါထားဖြစ်ပါတယ်စစ်ပွဲကြီးကဘယ်လိုပုံစံနဲ့ပြီးသက်မှာလဲယူကရိန်းနိုင်မှာလားရုရှားပဲနိုင်မှာလားသမောယူကရိန်းနေနဲ့သူ့ရဲ့နေမျိုးတွေကိုရုရှားလိုကြဖဲ့ပေးမှာလားအမေရိကန်ရဲ့ ဂျာဝင်စစ်ဆန်နှိမ့်နိုင်ပေးမှုရပဲရုရှားယူကရိန်းစစ်ပွဲဟာရှင်မတိုးနောက်မဆုံးနဲ့ပြီးသွားမှာလားဘလုံးမအောင်ခံမှန်းလို့မရတဲ့အခြေအနေကြီးဖြစ်နေပါလေကဲယူကရိန်းအနေနဲ့စစ်ပွဲကိုတကယ်ပဲဆုံးသက်နိုင်မလားကြည့်ရအောင်ဗျာမေဂန်သမားထရန့်ရဲ့ဒုသမား JD Vance တို့ဟာအင်ဂျီတော်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီကရုတ်တံတိုက်ရိုက်ထုတ်လို့မှာယူကရိန်းသမားစီလန်စကီကိုဝေဖန်ပြီးတော့ပြောခဲ့ပါလေယူကရိန်းကဒီစစ်ပွဲမှာအသာစီးရမလို့ပြောခဲ့တယ် ဇီလန်စကီဟာရင်းချင်းရရဖို့အတွက်အပြာလန်နဲ့ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေအနည်းဆုံးယူကရိန်း20%ကိုဆွတ်လွတ်ရမယ့်သဘောဖြစ်နေတယ်။ဒါမဲ့ထရိုင်ရဲ့သဘောထားတွေကအဲ့ဒီတုန်းကတော့ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွတ်လွတ်ပွဲဒီကျွန်တော်တို့အလက်စကာဆွတ်လွတ်ပွဲမတိုင်ခင်ကတော့ရုရှားနိုင်ငံပြောလဲနေ။နောက်ပြီးတော့အလက်စကာဆွတ်လွတ်ပွဲမှာပူတင်ကနှစ်ပတ်အတွင်းတွေ့မယ်ဘာညာပြောပြီးတော့ထရန့်ကထင်တာ တကယ်ပဲရုရှားကိုလည်းမြေကြီးချုပ်ခွဲပေးလိုက်မယ်ပြီးရင်ဒီစစ်ပွဲကိုသူကရတနေအောင်လုပ်မယ်သူကနာမည်ကောင်းမှုယူမယ်ဒါမှမဟုတ် Trump ကသူ Nobel နိုင်ငံရေးဆုကြီးကိုချိန်နေတယ်ပေါ့လေဒီလိုမျိုးကဒါပေမဲ့ဖြစ်ချင်တော့ရုရှားသမ္မတပူတင်က Kremlin ကိုရောက်တော့အချိုးပြောင်းသွားတယ်နောက်ပြီးတော့တရုတ်ပြည်ကိုသွားတော့ပို့ဆိုးသွားတယ် Ukraine စစ်ပွဲနဲ့ပတ်သက်ပြီးပူတင်ဟာလုံးဝအလျှော့ပေးတဲ့အနေထားမတွေ့တော့ဘူးဒီတော့ပို့ပြီးတနေ့မှမှတိုက်ခိုက်တယ် အရင်တော့ဆိုရင်ဗျာရုရှားကယူကရိန်းကိုတိုက်ခိုက်ရင်တနေ့ drone အစင်းတရားဆိုတရားဒုံးကြီးဗနက်စင်အဲ့လိုပဲတိုက်ခိုက်တယ်။ဟိုကတနေ့ drone အစင်းရေ၄900နဲ့ကိုတိုက်ခိုက်တယ်။တအားကြည့်ပြီးထန့်ကပူတင်ကိုတော်တော်စိတ်ပြတ်သွားတယ်။အဲ့တော့ Trump ကသူ့ရဲ့သဘောထားတွေကိုပြောင်းလဲလာတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကဗျာစနေမ23က Trump ဟာကုလသမဂ္ဂဒရင်းညီလာခံမှာနိုင်နဲ့ချီတယ်မိကိုပြောခဲ့တယ်။ပြောခဲ့ပြီးတဲ့နောက်မှာသူကဘယ်လိုပြောသွားလဲဆိုတော့ရုရှားဟာတဲ့စက်ကူကြသတာပဲဖြစ်တယ်ဆိုပြီးသူ့ရဲ့ Trust Social လူမှုကွန်ရက်မှာ post တင်တယ် ဒါအိုရုရှားကတော်တော်ပေါက်ွဲပါတယ်ရုရှားဟာစက်ကူကြမဟုတ်ဘူးရုရှားဟာရေကဲဝုံဆိုပြီးတော့မှအဲ့ဒီရုရှားရဲ့ဒုအဲ့ဒီရုရှားရဲ့ဒုကောင်ဆောင်လို့ပြောလို့ရတယ်ဒီမီထရီမီဗီဒက်ကပြန်ပြီးတော့ထရန့်ကိုဆိုပါတယ်ဆီလန်စကီးကလည်းအခုယူကရိန်းနဲ့မြန်အားလုံးကိုပြန်ရအောင်တိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုပြီးထရန့်ကပြန်ပြောင်းပြောလာတယ်ဒီထက်တော့မှပိုကောင်းရင်ပိုနိုင်တယ်ရင်းနှုံးကဆုံးရှုံးခဲ့မှုတဲ့ Crimea ရဲ့ဒေတာကြီးကိုတော့မှပြန်ရကောင်းရနိုင်တယ်ဆိုပြီးထရန့်ကပြောလာတယ် ရုရှားဘက်ကပြောထရန်နေနေတဲ့နိုင်ငံကောင်းဆောင်ကမားဆင်ကောင်းဆောင်တို့ဖြစ်လို့စကားကိုအဲ့လိုမျိုးပြောနေလို့မရဘူးတဲ့တော့ကြနေငင်းကြေးတော့မပြောလိုက်အခုသူအစဉ်ပြေတော့ယူကရိန်းသမ္မတဇီလန်စကီကိုသူရဲ့ကောင်းအဖြစ်အမွန်းတင်နေပြီးတော့ဒီစပတ်ကိုဇီလန်စကီကနိုင်အောင်တိုက်နေလို့ဆိုပြီးပြန်ပြောတယ်အဲ့တော့ထရန့်ဘယ်သဘောထားပါလဲမိကုတ်ထုတ်လာွယ်ဖြစ်နေတယ်ဒီပြောကြချက်တွေကတကယ်တော့အလန်းကျယ်လွန်လာတဲ့ရည်မှန်းချက်တွေပြတကယ်တော့ယူကရိန်းစစ်တပ်ဟာ တကယ်မြေပြင်လက်တွေ့မှာတော့တစ်နှစ်ပတ်လုံးဆုတ်ခွာနေရတယ်ဆိုပါတယ်ဖြည်းဖြည်းချင်းတက်ဆုတ်နေပြီးရုရှားဘက်ကတော့အသေးပြောက်ပုံများပါတယ်ဒါပေမဲ့ယူကရိန်းကတက်ဆုတ်လို့မှာပဲဒါကြောင့်ထရန့်ဟာသူ့ထုံးစံတိုင်းပုံကြီးချက်ပြောဆိုနေတာလားထရန့်ဟာသူတကယ်သိတဲ့အကြောင်းအရာအနည်းငယ်ကလွဲလို့သူ့ရဲ့နောက်ဆုံးစကားပြောခဲ့တဲ့လူရဲ့အမြင်ကိုပဲတန်အောင်လိုက်ပြောဆိုလေးရှိတယ်ဆိုတာရုရှားကသိပြီးသားဖြစ်တယ်ရုရှားကထရန့်နဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာလေ့လာထားပြီးသားဖြစ်တယ် ထရန်ဒီလိုလည်းမပြောခင် သူနဲ့စကားပြောခဲ့တဲ့နောက်ဆုံးသူကဇလန်စကီပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးနေရောက်မှရှိနေတာပါ။ယူကရိန်းစစ်တပ်ရဲ့အောင်ပွဲအလားလာကိုဒီလိုမျိုးဂုံတင်ပြောဖို့ကဇလန်စကီရဲ့အလုပ်ပဲမှန်ပါတယ်။ဘယ်နိုင်ငံသမ္မတကတော့သူ့နိုင်ငံနဲ့သူ့စစ်တပ်ကိုတခြားနိုင်ငံခြားအကောင်းဆုံးရှေ့မှာနင်းချေပြောမှလဲ။ဒါကြောင့်သူ့စစ်တပ်နဲ့သူ့နိုင်ငံကိုတော့ဂုံတင်ပြောမှဖြစ်ပါတယ်။ဒါပေမဲ့ဇလန်စကီရဲ့ပြောဆိုချက်ကယူကရိန်းနေနဲ့ တကယ်ကိုဝိမျက်မုတ်ချအနိုင်ရဖို့အာမခံတယ်လို့မဆိုလိုဘူးဗျဇလန်စကီကိုတိုင်လဲသူတို့နိုင်မယ်လို့ယုံကြည်ချက်ကြီးတရားရဂလုံးပြင်းပြနေတာမဟုတ်ဘူးသူမှလည်းစိုးရိမ်ပူပန်မှုရှိတယ်ဒါပေမဲ့ရုရှားရဲ့ထိုးစစ်ကတော့ခရူးစစ်စင်ရေးလိုပဲအလုံးနှေးကွေးလာပါတယ်ရုရှားကလက်ရှိမှာယူကရိန်းပိုင်နဲ့200ကီလိုမီတာ3400လောက်ထိန်းချုပ်ထားပေမဲ့ 2024မှာတော့စတူယန်ကီလိုမီတာ4000လောက်ပဲတိမ့်ပိုက်နိုင်ခဲ့ပြီးနှစ်ကုန်မှာလည်းအဲ့ဒီတိုင်းတာလောက်ပဲရမယ်လို့မျှော်လင့်ရပါတယ်။ရုရှားမှာယူကရိန်းလူဦးရေလေးစားရှိလို့ရုရှားစစ်သားတွေတေဆုံးမှုကတိတ်ကိစ္စမရှိပေမဲ့စစ်ပွဲကအချိန်ကြာနေတော့ပူတင်အတွက်ပြဿနာရှိတာလေ။တိကောက်ပါလဲဆိုတော့စစ်စစ် ထောင်းလာတဲ့ပြဿနာ။နောက်ပြီးတော့ရုရှားဟာမြောက်ကိုရီးယားစီကနေတဲ့စစ်တီတွေရနေတယ်။ဒီမြင့်မြင့်ဒီစာချုပ်တွေမှာတော့စစ်တီတပေါင်းလို့ 3000လို့စလွတ်တယ်ဆိုပေမဲ့တကယ်လက်ရှိမြေပြင်မှာဒီထက်မကစစ်သည်စေသားမကလည်းလွတ်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါဘယ်သူမှမသိတဲ့နောက်ကွယ်အချက်တည်းပြဿနာကဒီရှေ့တန်းမှာတိုက်နေရတဲ့စစ်သည်တွေကိုရုရှားဆိုရကအကောင်းဆုံးထောက်ပံ့ပေးနေရတယ်။စစ်စေးတွေကအယမ်းမြင့်တက်နေတယ်။စစ်စေးတွေအယမ်းမြင့်တက်နေတဲ့အချိန်မှာဥရောပကလည်းရုရှားရဲ့စီးပွားရေးကိုပိတ်ဆို့ထားတယ်။ရုရှားစီးပွားရေးကိုအထောက်အကူပြုပေးနေတာတရုတ်နဲ့အိန္ဒိယလိုပဲရှိတယ်။ ဒါကရုရှားအနေနဲ့ပြဿနာယူကရိန်းရှုံးရင်နိုင်ငံတစ်ခုလုံးဆုံးရှုံးရမှာပါရုရှားစစ်တပ်ရှုံးရင်တော့အင်ပြန်ရမှာပါဒါကြောင့်ဒီအမဲချေစစ်ပွဲမှာယူကရိန်းနိုင်ငံသားတွေကအခက်အခဲတွေကိုပိုပြီးစိတ်ရှည်တီးခံဖို့ရှိပါတယ်ရုရှားရဲ့ရုံပိုင်းဆိုင်ရာအားသာချက်တွေကိုကောင်းကောင်းတောင်းနိုင်မလားဆိုတာခံမရခက်ပါတယ်ဒါပေမဲ့ချင်းကွေလျာတစ်ဖက်ဆောင်းသွားစီမှာချက်အစ်တစ်ခုရှိပါတယ်ဒါကတော့ယူကရိန်းရဲ့ဖလာမင်ဂိုတုံးကြီးတွေပါအခုအမေရိကန်ရဲ့တုံးမဟော့တွေပါ ထပ်ပါလာမယ်ဆိုရင်တော့ ယူကရိန်းအတွက်ပိုအားကောင်းတော့မှာပေါ့ဗျာစစ်ပွဲအဆုံးဖြတ်ပြီးမဲ့တော့မျောလင့်ထားတဲ့လက်နက်အသစ်ကို Flamingo ဆိုပြီးမြန်မာလိုဂျိုးကြနေပေါ့ဗျာဒီနာမည်ကိုပေးရတဲ့နိုင်ငံကိုတော့ချီးမွမ်းရမှာပါယူကရိန်းအတွက်ပရမောဆုံး Flamingo တုံးလေးကိုတိုင်းအောင်လုပ်ဆိုခဲ့တယ်ဗျာဒီတုံးလေးကကြီးမားတယ်ဒါပေမဲ့ကုန်ကျစရိတ်အသက်တာကခရုစတုံးကြီးဗျာကီလိုတောင်လေးကျင့်ရှိတဲ့ထိပ်ဖို့တော့သိနေနိုင်တယ်ကီလိုမီတာ300ကျော်ဝေးထိလှမ်းပြနေတယ်ဒါပေမဲ့အတန်ထက်မြန်တယ်ကိုဖြောင်းနိုင်တယ် အဲပယ်ထိန်းနေတာတော့မရှိပါဘူး GPS နဲ့လောက်ပဲတက်ထားတာပါပြင်မတိကျမှုကတော့15မီတာအတွင်းမှာပဲရှိပါတယ်ထူးခြားတာအဲ့ဒီ flamingo တွေကိုယူကရိန်းကမြောက်ကိုတော်မှာကိုပိုင်တီထွင်တာပါရုရှားရဲ့ဗဲပြင်းမြက်တွေကိုတော့မှမပြေရသေးပါဘူးယူကရိန်းကိုမပြစ်ဘူးလို့လည်းဘယ်သူကမှပြောလို့မရတော့ပါဘူး flamingo တို့ကြီးတွေကိုပြစ်ချဖို့ကမခက်ပေမဲ့ယူကရိန်းကတလောက်အစင်းနေရာလောက်ထောက်နိုင်တယ်လို့ပြောပါတယ်တံတန်းလေးနဲ့ထိပ်ဝှက်တထားလို့ပြင်မကသိတိကြနေတယ်မလို့ပါဘူး ဒီပြမမတိကြရင်တော့အဲ့ဒီပတ်ဝန်းကျင်ဟာတစားစီဖြစ်တော့မှာပါယူကရိန်းကဗျာဒုံးကြီးတွေဈေးပေါ်နဲ့ထုတ်ပြီးတိုက်တဲ့ချိန်မှာရုရှားရဲ့ဒီလေကြောင်းရံကာကွယ်ရေးလေကာလက်နက်တွေကဒုံးကြီးတွေတန်းနေချေ3ဒေါ်လာတန်းနေချေကုန်ရက်ခံပြီးအဲ့ဒီထောင်နဲ့ချေလောက်ပဲတဲ့ဒုံးကြီးတွေကိုပြစ်ချနေရတယ်ယူကရိန်းကရုရှားရဲ့နယ်နေပြည်တွင်းမှာရောပြည်ပစီကုန်မှာပါပြက်လက်စီမှုရွေးချင်တယ်ဒီအနောက်ပိုင်းမှာရှိတဲ့ရေနံကျက်စုံတွေပိုက်လိုင်းတွေရေနံတူးဆက်တွေကိုပြစ်မှတ်ထားနေတာပါ အဲ့ဒါလေးအားလုံးဒီပါအချိန်မီပြုပြင်နိုင်ပြီမဲ့ရာနဲ့ချီပြီးရှိနေလို့ဒါဟာယူကရိန်းကုန်းကြီးတွေနဲ့ရုရှားပြည်နယ်သမားတွေကြားထဲမှာပြိုင်ဆိုင်မှုတွေတော့ဖြစ်နေပါပြီဖျက်ဆီးရတာအင်မတန်လွယ်ကူပါတယ်ခလုတ်တစ်ချက်နဲ့ယုံပါပဲဒါပေမဲ့ပြန်လည်ပြုပြင်ဖို့ကတော့တော်တော်လေးကြာရှိပါတယ်ချက်တရမပေါင်းများစွာကြာမြင့်နိုင်ပါတယ်ယူကရိန်းကရင်းနှီးပြမှတ်တွေချက်ဖျက်ဆီးရတဲ့ဘက်မှာသူတို့ကအသာရရင်ရုရှားဆိုရဘတ်ဂျက်ထိလာမယ်လို့ယုံကြည်ထားပါတယ်ဒီယူဆတဲ့ဟာကလည်းမမှန်ဘူးလို့ပြောလို့မရဘူးမှန်တယ်ဗျ ရုရှားဆိုရဘတ်ဂျက်ရဲ့300ခန့်လို့လို့ဟာရင်းနေရောင်းဝယ်ဝင်နေရတာပါအများစုကပြေပနေပါရုရှားစစ်ပွဲကပြိုလဲမသွားနိုင်ပါဘူးဒါပေမဲ့ယူကရိန်းကြီးကျယ်စစ်ကိုမထောက်ခံကျင်တော့လောက်အောင်လူလုံးမှုစစ်တမ်းကတော့တိတိတတ်တာကြာဆင်းလာမှာဖြစ်ပါတယ်ပူတင်ဆိုရကိုရုရှားနိုင်ငံသားတွေစိတ်ပြက်လာတာဖြစ်ပါတယ်ယူကရိန်းတင်လို့ဖြစ်ချင်မှလည်းဖြစ်မှာပါစစ်ပွဲကိုအနိုင်ရဖို့လက်နက်တပ်ကိုအောက်ကူတာကယုံကြည်စိတ်ချရတာတော့မဟုတ်ပါဘူးဖလာမင်ဂိုတုံးကြီးတွေဟာအင်အားမများတဲ့စစ်ပွဲမှာ ကွာဟချက်ကိုအနေငယ်ကြီးမြောက်သွားစေအောင်ပါထရရဲ့စိတ်ပြောင်းလဲကြောင်းမပေးပဲဆိုင်ကလုံးများနဲ့လက်နက်ဆိုတာတော့အသေးကြပါပဲထရန့်ကလည်းတူမာဟော့တွေလည်းထပ်ပေးဖို့စဉ်းစားနေပါတယ်အစိုးဆုံးအချိန်နဲ့ပြီးသွားပြီလို့တော့မထင်လိုက်ပါနဲ့ပူတင်အစိုးရပြိုလဲသွားချိန်ဒါမှမဟုတ်ယူကရိန်းစပြီးအရေးနေလာချိန်မှာကြောက်စရာအကောင်းဆုံးအပိုင်းကို ရောက်လာမှာကတော့သေချာပဲဖြစ်ပါတယ်ဒါဟာမကြခင်ပွင့်လေးရသည်မှာဖြစ်လာတော့မဲ့ဒီလိုမျိုးကောက်ွက်တစ်ခုလို့ပြောရင်မမှားပါဘူး ရုရှားနဲ့ယူကရိန်းဘယ်သူနိုင်မယ်ဆိုတော့တေချာတာထက်နှစ်အောင်လုံးကတော့ရှုံးမှုများပါလေ